အုပ်ချုပ်မှုဒါပြည်သူစစ်မှုလားဥပမာဘလောက်ပါသွားပြီလဲမေးရမှာမေးရမှာပဲအေးဟုတ်တယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ကာလကစင်ကမဲဖောက်တယ်လို့ပဲစင်ကကခင်ဗျစင်ကလည်းမဲဖောက်ကောအုပ်ချုပ်မှုတက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအရင်ပေါက်တယ်သူတို့ပုံမှန်ကျန်တဲ့လူတွေကပေါက်တယ်အဲ့လိုတော့မလုပ်ကြပါနဲ့ဒီနေရာမှာကျွန်တော်တို့ငွေကြေးရယူပြီးလောက်တာတွေတစိုးလက်ဆောင်ရယူပြီးလောက်တာတွေလားစင်ခွဲတန်းငွေကြေးကောက်ခံပြီးလောက်တာတွေမလုပ်ကြပါနဲ့ ဟေးယောဘလုံးဘဲမင်္ဂလာမနက်ခင်ပါစက်တင်ဘာလနဲ့ဆက်ရှိနေရမနက်ပိုင်းအထူးသတင်းများကိုတင်ဆက်တော့မှာဖြစ်ပါတယ်။ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တမင်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်။စကိုင်းတိုင်းစကိုင်းမြို့အဝင်အကြံဖက်စစ်တကိတ်ကိုတိတ်ခိတ်ရန်တွားရောက်စဉ်စစ်ခွေးများအလုံးထွက်ပြေးတွား၍တနက်တစ်ချက်မဖောက်ရဘဲတင်းပိတ်နိုင်ခဲ့ကြောင် ယူနီကွန်ပြောက်ချက်တဖွဲ့ UGF ကထုတ်ပြန်ထားပါတယ်စက်တင်ဘာလ26ရက်နေ့တွင်စကိုင်းမြို့အဝင်ဝါချက်ကျေးရွာတောင်ဖက်ရှိအချမ်းပစစ်တစစရေးကိတ်ကိုယူနီကွန်တဖွဲ့ကပိတ်ခတ်တိုက်ခိုက်ရန်တွားရောက်စဉ်ကိတ်စခန်းစီစစ်ခွေအလုံးကပိတ်ထွက်ပြီးတင်းဆောင်တွားရိတ်တနက်တချက်မဖောက်ရပေတင်းပိတ်နိုင်ခေချောင်းတီစီရပါတယ်ထူထောက်အချမ်ပစစ်တစစရေးကိတ်ကိုတင်းပိတ်ပြီးနောက်စင်လင်းရေလှုပ်ဆောင်တာ ယူနကွန်ပျောက်ချတဲ့ပိတ်မှရေးပေါ်များပြန်လေဆုတ်ခွာခဲ့ကြောင်းသိစီရပါတယ်။တနက်ပါတဲ့တပ်ပုံတွေတင်လို့မရတဲ့အတွက်တနက်ပါတဲ့တပ်ပုံတွေကတော့ခါပါလောက်ထားပါတယ်။အခုမြင်နေတဲ့ငါးကောင်ကတော့စကိုင်းမြောက်အဝင်ကိတ်မှာအားချောင်းနေတဲ့ခွေးကောင်တွေဖြစ်ပါတယ်။အခုတော့ခွေးပြီးဝက်ပြီးထွက်ပြီးကုန်ကြတာဖြစ်ပါတယ်။ကောင်လေးတဲ့တတင်းတော့တတင်းမွန်ပီနေရေမြုံနေတွေစစ်တလန်ပြနှကောင်ကိုရေဘလူးအဖွဲ့ကဖန်စီပီနော အင်အားတရာကျော်ပါစစ်ကြောင်းစီမတူရေတော့ပဲပြန်ခုတ်သွားကြောင်းသိစီရပါတယ်။စက်တင်ဘာ23ရက်မှစတင်ကရေမြုပ်နေကြောက်ရွာမှရွာတိကျွာတော့ဦးတီထွက်လာသည့်အင်အားတရာကျော်ပါစစ်ကြောင်းမှလမ်းပြန်တဲ့ကောင်အားစက်တင်ဘာ25ရက်ညစေနာရီခွဲခန့်တွင်ရေဘလူးအဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပြီးနောက်ရင်းစစ်ကြောင်းသည်ရွာတိရွာတော့စက်မတူဝိတ်တော့ပဲ ဆုံပတောလမ်းမတစင်တောင်ဆွမ်းရော်တောက်လှည့်ပြန်သွားကြောင်းရေပလူတက်ရင်ထံကတည်စီရပါတယ်ဒီစစ်ခွဲတွေလိုလက်နက်ခဲယမ်းတွေအပြည့်စုံစစ်ခဲလို့ဆိုရင်လေဒီစစ်ခွဲတွေကဘေးမှာပြီးရမယ်အဲ့ဒါကိုစဉ်းစားပြီးမှတခါတလေရည်ချင်တယ်တိလားတတိလည်းမရှိဘူးဒီကောင်တွေနေရတကာမှာပြီးနေရတကာမှာလမ်းပြမရှိရင်ဒီကောင်တွေကမတွားရဘူးမဟုတ်ရင်ပြည်သူတွေကိုလူသားတိုင်းပြစ်ဖမ်းဆီးပြီးမှသူတို့ကစစ်ကြောင်းထူတာတတိဆိုတာစစ်ခွဲတက်မှာမရှိဘူး ပီပူခူပူမဒင်းချင်းပူပီတူနေအင်မမီရှူပူအဲ့ဒါပဲသူတို့စိတ်ထဲမှာရှိတယ်ဘင်းတမားတွေငကြောက်တွေငကြောင်တွေကောင်းလေးတဲ့တတင်းနောက်တင်းမလေးတိုင်းမင်းချမြုပ်နေမှာဘယ်ဆိုတီခေါဆောင်တီတာယူမူရဲ့လက်အုပ်ခံတွေကိုကြက်ဖြတ်တိတ်ခိတ်ခဲလို့စစ်ခွေးနဲ့ခွေးပြုံလေးကောင်ခွေးတေဝတ်တေတေဆုံးပြီးလက်နခေယန်တွေတင်းရှိရရှိခဲ့တယ်လို့တိတ်ပွဲအတွင်တော်လှန်ရေးရေးဖို့တယောက်လေးကြဆုံးခဲ့တယ်လို့ MGN 35ပြုတ်ချက်တဖွဲ့စီကနေတည်စီရပါတယ်စက်တင်ဘာ22ရက်ကမင်းချမြုပ်နေတလုံးမြုပ်ဖက်ကနေအနင်းရဖက်ကိုစိုက်ကယ်တွေနဲ့ဆင်းလာချင်းဂျပစ်တိတ်ခိတ်ခိတ်တာလို့ MGN 35ပြုတ်ချက်တဖွဲ့ရဲ့ပြင်ကျေးရေးတာဝန်ရှိသူကပြောဆိုထားပါတယ်တနက်တလက်တင်ပြရရှိထားတယ်လို့လည်းတည်စီရပါတယ်ကြဆုံတဲ့ရေဘိုတူအတွက်စိတ်မကောင်းပါဘူးထတူဝနေပါတယ်လေးစားပါတယ်တေဆုံတဲ့စစ်ခွေခွေးပြိုလေးကောင်အတွက် ကောင်းလေတဲ့တတင်းနောက်တင်းအနာစင်အစစ်စတောက်ရဲ့မလူမုံတီစိတ်ထားနဲ့ဘလူပဲတိတ်ခိတ်ချေပုံဖြစ်စည်းနေပါစေပြည်သူစီနေတဲ့ပါတီစီနေမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကထုတ်ပြန်ထားပါတယ်စက်တင်ဘာလ29ရက်နေ့မှကြာရောက်တဲ့ပါတီတီထောင်တာ39နှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပြီးစစ်အာဏာသိမ်းတာကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံပြည်ထနာတွေကိုဖိစင်းရမှာ န်အယ်ဒီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မပါဝင်တဲ့တွိတ်ဆုံဆွေးနွေးတာဟာပြည်လေမှုမရနိုင်ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံမှာပြည်သူစီတရွတ် NLD ပါတီကတော့စီနေအောင်မှာပဲကရင်ပြည်နယ်လေကိတ်ကိုတိုက်ပွဲအတွင်ဘူချီတာဘိုးဦးဆောင်တဲ့မြို့ဟာ30နှစ်ဘူပေါင်းစစ်ကြောင်းများတိုက်ခိတ်မှုကြောင့်စစ်ကောင်စီဖက်မှတေဆုံထိခိတ်မှုများပြားနေပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့ဂျာတိနက်စစ်ကြောင်းကယမန်နဲ့မြောက်ပိုင်းကထုတ်ပြန်ခဲ့ပါတယ် လေကိတ်ကိုတော့စစ်ကြောင်းထူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုမူကြီးတာဘိုးဦးဆောင်တဲ့မြို့ဟာအမှတ်30နှစ်ကြာတိနဲ့စစ်ကြောင်းကိုဘရာစစ်ကြောင်းနဲ့မဟာမိတ်ပူပေါင်းစစ်ကြောင်းတွေကစက်တင်ဘာလ25ရက်နေ့မှာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဖက်မှထိခိုက်တိုက်စုံမှုအများအပြားရှိခဲ့ပြီးလက်နက်ခဲယမ်းတွေကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်အစူပါစစ်ကြောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမွေးစေဝါတွေတုံးဆွေးပြီးစစ်ကြောင်းထူနေတာဖြစ်ကြောင်းနဲ့ တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေဖက်မှတ်လေထိခိုက်ကြဆုံးမှုမရှိကြောင်းဂျာတိနက်စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။အခုတလောကျွန်တော် channel ကတနက်ပါတဲ့တပ်ပုံတွေတင်လုံးရတဲ့အတွက်ခွင့်လွတ်ပေးပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။တပ်ပုံတွေတင်ချင်ပါတယ်။ဒါပေမဲ့မရတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်။ကောင်းလေတဲ့တင်တော့တင်ပကူတိုင်းတာယာဝတီမြို့နယ်တွင်စင်ခိုစာဖြစ်စစ်မှုထမ်းတတတိဆူဆောင်းနိုင်ခြင်းမရှိတော့သောကြောင့် နေများအထက်ထိပါလူငယ်များကိုဝင်ရောက်ပေါ်တာဆွေဖန်စီရန်စတက်ကမြို့ဆိုထီများနဲ့ရက်ွက်ကြေးရွာအောက်ချုပ်ရေးအဖွဲ့များကိုငြုံချလာကြောင်းတာယာဝတီမြို့အခြေစိတ်ဒေသတရင်းမိက ပြောဆိုထားပါတယ်ထူထောက်စတက်ကလူငယ်များကိုပေါ်တာဆွေဖန်စီခိုင်းတော့အမိကြောင့်တာယာဝတီမြို့နေအောင်လက်ပန်ခုအောက်စုအောက်ချုပ်ရေးမှုတင်စုကမြို့ဆိုထီများပူပေါင်းကလူငယ်များကိုနေအင်ထက်အထိပါလိတ်လံဖန်စီလာကြောင်း ဩဂတ်စ်လ26ရက်နေ့ည6:00နာရီခန့်တွင်တာယာဝတီမြို့နယ်အောင်လပန်ခုံကျေးရွာအောက်စုအောက်ချုပ်ရေးမှူးတင်စုဦးဆောင်တော်ယာအင်မှုတန်းစုမျိုးစိုးတင်လှတော့ပါဝင်တော်အဖွဲ့ကမြို့ဝါလီယုံရွာတွင်နေထိုင်တော်ဦးကျော်လင်းဤတာဖြစ်သူကိုမင်းမင်းစုသူကိုယာအင်မှုမျိုးစိုးဤနေအင်စီတွေဝိုင်းဝင်းရိတ်နှက်ဖန်စီပီအချမ်ပစစ်တထန်တော့စစ်မှုထမ်းအဖြစ်ပူဆောင်လိုက်ကြောင်းသိရပါတယ် စတင်ဘာလတရနေ့မှာလဲစတိတ်ရိုင်မှုတွေကဖန်ဆီးတယ်လို့သိစီရပါတယ်။စကိုင်းတိုင်းဟ ோம் လင်းမြို့မှာတိတ်ပွေးပင်ထန်တာဆေးရရှိပြီလို့သိစီရပါတယ်။စတင်ဘာလ26ရက်နေ့ရမနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ဖြိုးဖြိုးကြိုတင်းပြိုးသွားတဲ့စကားတွေကိုတစ်ချက်လောက်နှလုံးသားလေးနဲ့နားဆင်ပေးပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။လူငယ်တွေကိုဘာဖြစ်စေချင်လဲဆိုလို့ရှင်ဘယ်လူငယ်ဘယ်လူငယ်ဆိုတာထက်ပေါ့နော်ခြုံပြီးပြောလို့ရှင်။ နောက်ထပ်မြမကြီးမှလူဖြစ်လာမယ့်ကလေးလေးတွေကိုလေအနာဂတ်တွေမမင်းစီစဉ်ဘူးမျောလင်းချက်တွေမမင်းစီစဉ်ဘူးအိမ်မက်တွေကိုပြစ်ချထားခဲ့ရတဲ့ကလေးတွေဖြစ်စီစဉ်ဘူးသူတို့ရဲ့မျိုးလုံးလေးတွေကိုကြည့်လိုက်လို့ရှင်ဘလာနဲ့ထိဟာနေတဲ့မျိုးလုံးလေးတွေမမြင်စဉ်ဘူးသူတို့မျိုးလုံးလေးတွေကိုကြည့်ရခါကြလို့ရှင်ကြောက်နေတာစိုးရွံ့နေတာစိုးရိမ်နေတာယုံကြည်ချက်မဲ့နေတာအဲ့လိုမျိုးမျိုးလုံးလေးတွေမြင်စဉ်ဘူးမိနေဖာနေတငယ်ချင်းတွေနဲ့မိသားစုတွေနဲ့ ចောင်းတက်ရမယ်အိမ်မှာចောင်းတက်ရတဲ့ကလေးတွေအိမ်မက်တွေကိုလိုက်ဖမ်းမယ်ဒီမှာလိုက်ဖမ်းရတဲ့ကလေးတွေပြီးတော့လုံခြုံတဲ့ခံစားချက်ကိုခံစားရတဲ့ကလေးတွေပျော်ရတဲ့ကလေးတွေမချောက်ရတဲ့ကလေးတွေဖြစ်စေချင်တယ်အဲ့လိုဖြစ်ဖို့ကစနစ်ပြောင်းမှရမှာစနစ်ကောင်းမှရမှာအဲ့ဒီတော့မတော်အလုံးတူတူသွားနေကြတာဆိုတော့ဒီခရီးမှာပါလာခဲ့ကြတယ်ဘာလို့မဆို့ မကျေးဇူးတင်နေဆုမဆုမပေးစားတဲ့လူငယ်ကလေးကမုန်းတယ်မလေးစားတယ်။ဗာမြင်စင်းလဲဆိုရင်အမကလို့အဲ့လိုမျိုးကလေးတွေနဲ့ပြည်နေတယ်ပျော်အပျော်ကိုတကယ့်ပျော်ရွှင်မှုစစ်ကိုခံစားရတယ်။မကြောက်ရတယ်ကိုကိုကိုယုံကြည်မှုရှိတယ်ပျော်နေတဲ့မျိုးလုံးလေးတွေနဲ့ရည်နေတဲ့လုံလုံချုံချုံစားတင်နေရတဲ့အိမ်မက်တွေနိုင်တော့တော်တော်တနည်းစားရင်ကြီးလာရင်တော်တော်ဆရာဝန်ကြီးဖြစ်စင်လား။ တကယ်ဖြစ်ရတယ်အဲ့ပညာရေးလမ်းကြောင်းကိုလိုက်လို့ရတယ်ဘုံနေတနတ်တွေကြည်စံတွေကိုရှောင်မနေရတဲ့စာသင်ရတဲ့ဘုံခုချင်းတွေကိုပြေးမပုံးရတဲ့ဘဝတွေကိုပိုင်ဆိုင်တဲ့ကလေးတွေဖြစ်စေချင်မအိတ်အတွက်ကိုအများရန်စူတောင်းတယ်မနိုင်တလောက်လုံးနိုင်တလောက်ကနေပြီးတော့လည်းမအများရန်ပါဝင်တယ်မအများရန်ရှိနေပါမယ်အော်ဖြူရဲ့စပရိတ်တည်းလေဘယ်နာမှာပဲရှိနေရှိနေအမ်ဆက်ပြီးတော့ ကိုလုံနိုင်တဲ့အနေထားလေးရနေပြီးတော့လုံနိုင်တဲ့ပုံစံလေးနဲ့ဆက်ပြီးတော့ပါဝင်ပေးချပါလို့အနာဂတ်မှာအဲ့လိုမျိုးလုံးလေးတွေနဲ့ကလေးလေးဒီကြောက်နေရတဲ့မျိုးလုံးတွေနဲ့ကလေးတွေမရှိတော့ဘူးအတွက်ကျေးဇူးတင်ပါတယ် ဖြူဖြူချိုတင်ကကျွန်တော်အထင်မှာတော့စင်ပေါ်မှာပဲပြိတ္တတွေကငူအောင်တချင်းစုပြနိုင်တယ်လို့ထင်ခဲ့တာပေါ့ကွာအမှန်ဆိုရင်တော့အဖက်ဖက်အရာရာမှတူပါတယ်တကယ်အမှုပညာရှင်တမဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်မြန်မာပြည်မှာရှိတဲ့အမှုပညာရှင်တွေထဲမှာဆွေးဆောင်မှုအရှိဆုံးအမှုပညာရှင်ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ပြောသွားတာတွေကတကယ်ကိုထီးတယ်ပထမဆုံးဒီဖြစ် ပထမအဆုံးဒီဗီဒီယိုကိုကြည့်တဲ့အချိန်မှာကျွန်တော်ဒါဝင်နေပါတယ်တွေးကြည့်ပေါ့မိမိကိုကိုခံစားကြည့်ပေါ့ဒလုံးသားနဲ့ခံစားကြည့်ပေါ့တုံ့ငချင်းတွေလက်ခုခုပြမယ်လို့ယူကြည့်ပါတယ်ဒါလေးစပါတယ်ဖြစ်ဖြစ်ကြုံတယ်ကေဒါဆိုရင်တော့ note video CDM ရေပေါ်တယောက်ပြောသွားတဲ့စကားကိုချက်လောက်နှစ်စီကြည့်အောင်အရင်တော့ဆိုရင်တော့ကျွန်တော်ဒါတိုင်းနာလက်မဲ့တိုင်းဖွဲ့ဆိုတဘုံလို့ ါခေါ်လာပဲလေအဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်းဒါကျွန်တော်အမြဲပြောတာရှိတယ်ဘာလဲဆိုရင်ဒါကျွန်တော် CDN လုံးမယ်ပေါ့နော်ကျွန်တော်ကျွန်တော်တော်မှပေါ့နော်ငါ CDN လုံးမယ်ဆိုတော့အတွေ့ရှိခဲ့တဲ့အချိန်တော့အဲ့တော့အဲ့တော့ကျွန်တော်လို့ကုထမြတ်တို့ပေါ့နော်စကားပြောတဲ့အချိန်ပေါ့နော်စကားပြောတဲ့အချိန်တော့ဘာလဲဆိုအားလို့ကိုကြီးလို့ကျွန်တော်အားလို့ CDN ထွက်လာရင်ကျွန်တော်ဘယ်မှာနေရမှာလဲဆိုတော့ဟာကြီးလေကိုတို့ကအဲ့လိုပေါ့နော်ဟော KNU ထဲမှာနေရမှာလားကျွန်တော်ပါကလွတ်ကနေထွက်တာဟာဆိုတော့ဘုံနေနေနေရမှာပေါ့ဒါကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်ကိုယ်တိုင်ကတော့အဲ့လိုမတိမိုင်းနဲ့အဲ့လိုလွတ်ကနေထွက်သွားတဲ့အချိန်ပါလား ဲ့လိုကျွန်တော်မသိခဲ့ဘူးဒါပေမဲ့ဒါပေမဲ့ပေါ့နော်ကျွန်တော်ဆိုတာစစ်တပ်ထဲမှာလည်းနေခဲ့တဲ့ခေါ့အဲ့ပေါ့နော်အဲ့လွတ်မြောက်ကိုရောက်တဲ့အချိန်မှာမ KNU စစ်သားတွေရှိဟာသူတို့မျိုးအဲ့လိုပေါ့နော်စစ်သားတွေကျွန်တော်တို့ဟာစစ်တပ်ကထွက်လာလာသူတို့ကျွန်တော်တို့လေးစားရပါမှန်တယ်ကွာကျွန်တော်တော့မှဗျာဆထွက်လာမယ်ကောင်တော့မှဒါတော့မှကျွန်တော်ပါဇက်ကတပုံဆိုပြီးလှုပ်ကနေထွက်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးတပုံဆိုပြီးထင်ထားခဲ့တာပဲလေဟုတ်တယ်မလားဘာလို့လဲဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုး ဟိုတစ်ဖက်ဒီကျွန်တော်လည်းပိတ်ခဲ့ရတယ်ဝါရမိုင်းတွေအချိန်ချင်းခါခါကျွန်တော်မိခဲ့ရတယ်ကျွန်တော်မှိုင်းလိုက်ခံရတယ်အဲဒီဘက်တိုင်းနားလက်နက်ကင်တော်လိုင်းတစ်ဖက်ကြီးရောက်တဲ့အချိန်မှာတော်တော်ရဲ့လုံးရည်တရားမှန်တယ်ကျွန်တော်ကြည်လာနေရင်ညာသူတို့လက်နက်ကြောင်သူတို့ကိုင်တဲ့လက်နက်ကြောင်သူတို့လူမျိုးဘယ်သူမှပြတ်မတက်ဘူးနော်သူတို့ကိုင်တဲ့လက်နက်ကြောင်သူတို့လူမျိုးဘယ်သူမှဒုက္ခမပေးဘူးအဲ့အဲ့တကူနေရင်ကျွန်တော်တော်တော်လေးစားသွားသည်လားဟာမှန်တယ်ကျွန်တော်ဆိုကြည့်ပါလားစစ်တပ်ကဘာလဲဗမာပြည်ကိုသာပြုဘာညာဥမာတော့ဒါထားပါဟုတ်တယ်မလားဒါတိုင်းသားဒါဥမာသူတို့ပြောဗမာ ဒါပေမဲ့အဲ့လိုကိုယ့်လူမျိုးချင်းကိုပြန်တက်တာပြန်ဒုက္ခပေးတာအဲ့စစ်တပ်ပဲရှိတယ်ဒီဘက်ကလူတွေကျွန်တော်ကသူတို့သူတို့တတ်မှတ်ထားတဲ့တပုံတွေကတော့ကျွန်တော်မဟုတ်ဘူးဗျာကျွန်တော်တို့ပြည်မာလူတွေကျွန်တော်ဒုက္ခတွေရောက်လာတယ်ဒါပေမဲ့သူတို့ကအကုန်ကြိုးလိုကြတယ်ဟုတ်တယ်မလားသူတို့ကသူတို့ကအဲ့လိုနွေထူးထင်းနဲ့ကြိုးလိုကြတယ်ဟာမင်းတို့ဝဲကန်ဘာလဲဒီမှာဟိုပါပြန်ပြီးတော့ကျွန်တော်တို့အဲ့ချိန်မှာဒါကျွန်တော်တို့အကုန်လုံးကနွေထူးထင်းကြိုးတယ်အဲ့လိုပေါ်တော့ဒါတိုင်းလားတိုင်းဝိုင်းကျွန်တော်အဲ့ချိန်မှာနေခဲ့တဲ့တိုင်းလားတွေဘလူနေရတယ်ဘလူထိုင်ရတယ်ကျွန်တော်တိသွားတယ်အဲ့ချိန်မှာကျွန်တော်ကိုရင်းစာတက်သွားတယ် ျွန်တော်နားလည်တတ်သွားပြီးရင်သူတို့ကျွန်တော်ရန်အားနာတတ်သွားတယ်။ဘာလို့အားနာလဲဆိုရင်ဗျာသူတို့နဲ့အဲ့လိုအမြဲတွေ့တွေ့နေတော့ဟာကျွန်တော်ကိုကျွန်တော်ဗမာတင့်လာဟာကျွန်တော်စစ်သားလို့ပြောရမှာတော့ကျွန်တော်တဖြည်းဖြည်းကျွန်တော်ရှက်လာတယ်လား။ဘာလို့ဆိုတော့ तू ကကိုယ်ရေပေါ်တအားကောင်းနေတယ်လား။တကယ်ပြောတာတအားကောင်းနေပြည့်နွေတွေနဲ့ကြိုးကြလူလူလူထားတယ်ဗျာဒီအဓိကအဲ့ဒါပဲလူလူလူထားတယ်ပြည့်ကျွန်တော်တို့အဲ့ချိန်မှာကျွေးရမွေးရဟာရစပါတော့နော်စံနေပါလေဆိုလို့ ဟာလုံးဝပြင်မလားစားလို့အရန်ကောင်းတယ်ဗျာသိလားအရန်ကိုစားလို့ကျွန်တော်ရိတ်ခါခံနေရှင်စီနေရီလို့ကြွာချားရယ်ဗျာပြီးရင်ဒီတို့အဲ့လိုကျွန်တော်သဘောကျတဲ့အရာကတော့ဘာလဲဆိုရင်ဒါတိုင်းနာလက်နက်ကင်ကြီးကဥမာဒီဘက်ကဆိုရင်ဒါအခုချိန်မှာတိုင်းနာတော်လိုင်းတစ်ဖွဲ့လေးပေါ့နော်အဲ့လိုတော်လိုင်းတစ်ဖွဲ့ကြီးရဲ့ဒါသူတို့လက်နက်နဲ့ပေါ့နော်သူတို့ဘယ်တော့မှသူတို့လူမျိုးပြန်မလုပ်ဘူးအဲ့လိုတိုင်းနာပေါ့နော်အဲ့လိုတိုင်းနာတွေကသူတို့ကင်ရဲ့လက်နက်နဲ့ဘယ်တော့မှသူတို့အဲ့လိုသူတို့လူမျိုးတော့ပြန်မချင်းချောက်ဘူးဗျာအဲ့တခုနဲ့ ဒါကျွန်တော်သိရမလားလုံးကျွန်တော်အရန်ထင်ကြီးသွားသီးလားအဲ့တခုလေး ਨੇ ကျွန်တော်အရန်အကြောင်းကိုအဲပြောလို့ဒီဘက်ကတော့တကယ်ဥမာတော့ဟိုတက်မတော်လို့အမိခံထားတဲ့ဟာကြီးじゃတော့သူတို့အရင်တော့ကတော့ဒါကျွန်တော်ဇကားကြီးလေးရိုက်တယ်လေပါလဲဆိုရင်အဲလူတစ်ဆိုရင်သူတို့ဘယ်လိုမျိုးတက်ဇွာရဲဝင်ပြီးတော့ရိုက်နှစ်တာတော့မလိန်ကျင်တာတော့ဟိုဟာယူတာတကယ်တော့အဲ့လိုမျိုးကြီးလုံနေတာစစ်တပ်ကကောင်းကြီးလုံနေတာပဲအဲ့လိုမျိုးကြီးလုံတယ်ဆိုတာတိုင်းသားကြီးခင်ဗျာသူတို့ခင်ဗျာဘာမှအဲ့လိုမျိုးလုံတာမျိုးသူတို့နေမျိုး အစစ်တပ်ကလာရဲလာပြီးရင်သူတို့နေမျိုးအဲ့လိုထိပါလို့သာတည်ရမလားသူကအဲ့လိုမျိုးပြန်ပြီးတော့အဲ့လိုသူကပြန်ခုခံရင်းနဲ့အဲ့လိုလောက်တာဗျာဒါဟုတ်တည်ရမလားအဲသူကသဘုံကြီးပါညာဆိုပြီးကြာတည်ရမလားအဲ့လိုမျိုးထင်တာအဲ့ဒါတွေအတွက်အဲပြီးတော့ကြောင်းလဲကျွန်တော်အဲ့လိုကိုရင်းစာတရားရခဲ့တာဗာလဲဆိုအဲ့လိုလုံယောက်မှာကျွန်တော်နေခဲ့ရတယ်သူတို့မှအဲ့လိုမီးမရှိဘူးဗျာခုချိန်မီးမမရဘူးလမ်းမနေရလဲခက်ခဲတယ်ဗျာသူတို့ဘွားကြီးအဲ့လိုမျိုးညင်းနေလို့တွေ့နေအောင်ကျွန်တော်တကယ်အားနာလာရတယ်ဗျာသူတို့တကယ်ကျွန်တော်အားနာလာတယ်အဲပြီးတော့ကြာအဲ့လိုတိုင်းသားကြီးဆိုရင် ကျွန်တော်တို့ဘယ်လိုပြောရမလဲ။အော်ငါတို့ကြီးအရန်မှားနေခဲ့ပြီ။ငါတို့ဒါကငေါလဲတာလူမျိုးကြီးဝါတာဗျာ။အတိအမလူမျိုးကြီးဝါတာငါတို့ဒီကမကုံသေးဘူး။အဲဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့လည်းဒါပြောမလို့ဒါတိတိနေပြီပေါ့နော်။အဲ့လိုဗမာလူမျိုးကြီးဝါတာအောင်ဒါအစွဲဖြောက်တဲ့နေ။အဲပြီးတော့ကြတော့အဲတက်မတော်နဲ့ဒီတပုံနဲ့ရှားမှာပေါ့နော်။အော်ဟိုကဘသူကတကယ်တက်မတော်ဘသူကဘသူကတကယ်ဥမာအဲဘလူးကောင်စောင်းထားတယ်မင်းတက်မလား။အော်ဟိုကမင်းသားကောင်စောင်းထားလားဘသူကဘလူးကောင်စောင်းထားလဲဆိုတာ ဒါတိတိနေပြီပေါ့နော်အဲဘာလို့လဲဆိုတော့ကျွန်တော်ခုနကပြောတဲ့အချက်အလက်တွေနဲ့ဒါတကယ်လို့ဒါတိတိနေပါပြီဘာလို့လဲဆိုတော့ဒါစစ်တပ်ပဲကျွန်တော်နိုင်ငံကိုဒုက္ခပေးတဲ့ဘသူလဲဒါစစ်တပ်ပဲလေဒါတကယ်လို့ကစစ်တပ်ကလည်းဒုက္ခပေးလေအဲဒုက္ခပေးရရင်ဒါပြောနေတာမိုးလင်းကုန်ပါဗျာဒီလားဒါပြောရတဲ့အခါကတော့ကုန်မှာမဟုတ်ကျွန်တော်ဝန်ကြုံခဲ့ရရင်လည်းဒါတိတယ်ပေါ့နော်အဲဒါရေကဒါပြောရတာမိုးလင်းမှာမဟုတ်အဲကျွန်တော်ခုနကပြောသလိုပဲကိုယ်ကိုင်နဲ့လက်နဲ့ကြောင်မှုဒါကိုယ့်လူမျိုး မထိပါတူရရတော့ ဒါအဲ့ဒါတော့ဒါဒါလုံးဝတတ်မလို့လားစစ်စစ်ပဲဗျာတိလားကိုယ်ကိုင်နဲ့လက်နဲ့နဲ့ကိုယ့်လူမျိုးကိုပြန်တိုင်အကောင်အားခွေးထံမိုက်တဲ့ကောင်အဲ့ဒါမှလုံးဝတပုံမဲ့တာတိလားပြောတော်ရတွေကအမှန်တွေကြီးပဲတိုင်းတလန်နဲ့ကိုင်တွေနဲ့ PDF တွေကမိတ်ရိုင်းလုံးလုံးလက်နဲ့ကိုင်တာမဟုတ်ဘူးတိုင်းတလန်နဲ့ကိုင်တွေနဲ့ PDF တွေကတာမန်လူတွေထက်တကိကိုနိုင်ငံချစ်စိတ်ရှိတဲ့လူတွေပြီးသူအပေါ်မြတ်တာထားတဲ့လူတွေကိုအကျိုးစီးပွားမရှင်းစားတဲ့လူတွေကြီးပါအဲ့ဒီထဲမှာတယောက်နှစ်ယောက်လောက်ကတော့ လောက်ကောင်တွေတော့ရှိမှာပေါ့စစ်ခွေးတွေနဲ့တိုင်းတက်လက်နဲ့ကင်တွေ PDF တွေရဲ့စိတ်ထားကတော့နိုင်စင်ရှာကိုမတန်ဘူးလို့ဒီကနေ့ပြောဆိုချင်ပါတယ်ပြောသွားတာတွေတားမိတ်ပါတယ်လေးစားပါတယ် Gator Swing dot note video မြုပ်ကလေးကြိုးဆူဒီနေ့ကတော့ဘာဖြစ်သွားတာလဲ link မှာသွားတယ်တစ်ချက်လောက်နားဆင်ကြည့်အောင်ဒီနေ့မှာကျွန်တော်တို့ပြည်သူစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ငွေကြေးတစုပ်ရှာနေတဲ့အတိုင်းဝန်းကိုရဲရဲဆက်ဆက်ငိန်နေပြပါလက်ရှိပြည်သူစစ်မှုထမ်းဥပဒေအရ ငွေချင်းပတ်သက်မှုလုပ်တဲ့ဟာအရာတွေနေရာတိုင်းမှာကြားနေရတယ်။ဒါမင်းတချို့ကလာခေါ်ရတယ်ခေါ်ပြီးတော့ပတ်စံနဲ့ပြန်ယူလာတယ်ဒီပြဿနာကြီးလည်းကြားနေရတယ်။ပြီးတော့ကျွန်တော်ရွာလေးမှာအာတလောက်ကို3000ပြီးတော့4000ပြီးတော့1000ပြီးတော့လားစင်ခွဲနေတာလည်းရှိတယ်နေရာနဲ့တွေ့နေရတယ်။ဒါတွေကမလုပ်တော့ဘူး။ကျွန်တော်တို့ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာကြောမွဲလူရန်စားကတိုင်းပြည်ကိုတာဝန်ကြည့်တယ်။အဲ့လိုမျိုးကြောမွဲလူရန်စားကဘယ်တော့မှတိုင်းပြည်ကိုတစ်ဆာဖောက်ခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဘူး။လူရန်စားမဟုတ်ဘူး။ ကြောမွဲတွေကတိုင်းပြည်ရဲ့ကာကွယ်ရေးကဏ္ဍပါဆိုလဲကြောမွဲတွေရှေ့ဆုံးကထွက်တယ်။ဒါကြည့်လိုက်။ညကြောမွဲကြောမွဲလူသားတောင်သူလေသမားဒူကြီးကအဲ့ဒီအတိုင်းဝိုင်းကတိုင်းပြည်ရဲ့ကာကွယ်ရေးကဏ္ဍပါဆိုလဲအဲ့ဒီအတိုင်းဝိုင်းထွက်လာတာ။လူကုန်တဲ့အတိုင်းဝိုင်းကမထွက်ဘူး။ပြပြပြောပါကွာ။သာသနာနဲ့ပတ်သက်ရင်လေထေကြီးဝါကြီးတွေအားလုံးကလည်းဒီကြောမွဲလူသားနဲ့တောင်သူလေသမားဒူကြီးကလည်းထွက်လာတာ။ကြောမွဲလူသားတွေတောင်းကြည့်တယ် တိတ်ကိုအရေးပါတယ်လူတန်းစားကြီးဒါကြောင့်ဒီလူတန်းစားကိုကျွန်တော်တို့ကပြုတ်အောင်ထားဖို့လိုတယ်လက်ရှိဒီလူစုမှုတန်းဥတွေရအုတ်ချုပ်ရေးမှုတွေနဲ့ကျေးရွာအုတ်ချုပ်မှုတွေနဲ့တတ်ဆိုင်ရာလူပုံကိုတွေကကြောပွဲလူတန်းစားတွေကိုပြင်မှတ်ထားပြီးတော့ငွေကြေးရှာနေတာရှိတယ်ဒါတွေကိုကျွန်တော်တို့တတ်ဆိုင်ရာဒါတိုင်းပြည်အစိုးရဘက်ပြက်ပြက်တတနှိမ်နှင်းဖို့လိုတယ်ပြက်ပြက်တတအရေးယူဖို့လိုတယ်ကြောမွေးလူတန်းစားတွေကိုကျွန်တော်တို့ကပျော်အောင်ထားဖို့လိုတယ်။ဟုတ်။ကြောမွေးလူတန်းစားတွေတောင်းဝင်ကြည့်ပါလေ တော့ခဲဆက်ဆက်လိုက်ကြည့်လိုက်ပါကြောမွဲလူတန်းကတိုင်းပြည်ကဝဲမှာလည်းရှေ့ရထွက်လာတယ်တိုင်းပြည်တိဆောက်ရေးမှာလည်းပါတယ်ဒါကြောင့်ကျွန်တော်တို့ကြောမွဲလူတန်းသားတွေပတ်သက်ရင်တတ်ဆိုင်ရာအာဏာပိုင်တွေကမဖိနှိပ်ပါနဲ့အချုပ်ချဲ့ပါနဲ့နားလဲအောင်လုပ်ပေးပါပျော်အောင်လုပ်ပေးပါပြည်ညာမှာကျွန်တော်ပြည်သူစစ်မှုနဲ့ဥပဒေရငွေကြီးတွေကောက်တာတွေဥပဒေကိုကျော်လွန်ပြီးတော့ညာဘက်ဟိုနားကနေဆွဲလိုက်လမ်းကနေဆွဲလိုက်ဆွဲနေတာတွေရှိတယ်ဒါတွေမလုပ်ပါနဲ့ဒါတွေကမကောင်းပါဘူး မိတ်တယ်ဟုတ်လိုက်ကြည့်လိုက်ခင်ဗျာလိုက်ကြည့်လိုက်အုတ်ချုပ်ဥဒါပြည်သူစစ်မှုလားဥဒါဘလောက်ပါသွားပြီလဲမေးရမှာမေးရမှာပဲအေးဟုတ်တယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ကာလကစင်ကမဲဖောက်တယ်လို့ပဲစင်ကကခင်ဗျာစင်ကလည်းမဲဖောက်ကောအုတ်ချုပ်မှာတက်ဆိုင်တဲ့ပုံကိုလည်းအရင်ပေါက်တယ်သူတို့ပုံမှာကျန်တဲ့လူတွေကပေါက်တယ်အဲ့လိုတော့မလုပ်ကြပါနဲ့ဒီနေရာမှာကျွန်တော်တို့ငွေကြေးရယူပြီးလှုပ်တာတွေတဆိုးလက်ဆောင်ရယူပြီးလှုပ်တာတွေလားစင်ခွဲတန်းငွေကြေးကောက်ခံပြီးလှုပ်တာတွေမလုပ်ကြပါနဲ့ဒါတွေကကျွန်တော်တို့မကောင်းပါဘူးတကယ်ကိုကြုံးပွဲလူတန်းစားလူတန်းစားကြီး တောင်းတယ်မဒူကြီးကအတိုင်းဝဲကာဝဲကန္နာတိုင်းပြည်ဒီစော်ကန္နာဥပမာကျတိုင်းပြည်တို့စားရေးခါစီဖူလုံးရေးလောအားကန္နာမှာဒီလူတွေကိုပဲကျွန်တော်တို့ကအပီကိုပြုတ်နေတာဖြစ်ပါတယ်အဲ့ဒီလူတွေကဒီလိုမျိုးကြောက်လန့်ပြီးတော့ကျွန်တော်ပြည်ပနိုင်ငံကိုထောက်ခွာသွားမယ်ဆိုရင်တိုင်းပြည်အတွက်ညားစွာတင်တာပါလေဘာထွန်းနစ်နာရလဲပြည်သူစစ်တွေအတွက်လားမင်းထင်မှာတော့တခြားနိုင်ငံမှာလူငယ်တွေအကုန်ထွက်ကုန်ရင်တော့စစ်ခွဲတွေစစ်ချုံးမှာကိုမင်းကကြောက်တယ်မဟုတ်လား ဒါပေမဲ့ဒီနေ့မင်းပြောသွားတာကောင်းတယ်။ဒီပုံစံနဲ့အမှန်တရားပြက်ပြက်တာတာနောက်မှလည်းပြောပါ။ဒီနေ့မင်းပြောသွားတာကောင်းလို့ဒီနေ့တော့မစေးဘူး။ဟုတ်ကဲ့ပါတမင်ချင်းတော့ဒီလောက်ပါပဲ။ကျေးဇူးများချစ်တင်ပါတယ်။ကျမကြီးစိတ်ချပါ။ I love you all. God bless you all. Thank you for your time.